အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ပြပြပြမိဇလန်လေးရဲ့အစာမှာတော့အမေဟာကွင်းမြင့်ကြီးတစ်ခုထဲမှာတယောက်တည်းရက်နေပြီးတော့ကောက်ခုံနေတဲ့ထူးဆန်းတဲ့မြင်ကွင်းနဲ့စတင်ပေးထားပါရစေနောက်ပြီးတော့အမေကဆင်းမြစ်တွေလှည့်ဖြက်နေရင်းနဲ့သူ့ရဲ့သားစီကအကြည်မလွဲ့နဲ့ဖြစ်နေတာကိုလည်းတွေ့ရပါရစေဒမရဲ့သားဖြစ်သူဒိုဂျုံဟာကားတဲ့ခင်ရလူနီနီဖြစ်တဲ့အခါမှာတော့သူမပြေးသွားခဲ့ပေမဲ့လေဒိုဂျုံကတော့သူ့ရဲ့မကောင်းတဲ့တငယ်ချင်းဂျန်ဒီနဲ့အတူတူတက်စီဘော်ကိုတက်ပြီးတော့ထွက်သွားခဲ့တာပါအဲ့ဒီဖြစ်ပျက်တွေဟာအမေဟာသူ့ရဲ့အသားပေါ်ဘလောက်ထိများအကောက်ဝဲပေးပြီးတော့ချစ်လဲဆိုတာကိုပြသနေတာဖြစ်ပါတယ် ဒိုဂျွန်ကတော့တငယ်ချင်းဂျန်နီကြောင့်ပဲအမြဲတမ်းအရှက်ရခဲ့ရပြီးတော့ဂျန်နီကတော့သူ့ကိုအပြိုစင်ဖြစ်နေသေးတာကြောင့်လောင်မြောင်ခဲ့တာတွေလည်းရှိပါတယ်။အဲဒါကြောင့်ပဲဒိုဂျွန်ဟာတယောက်ယောက်နဲ့အတူအိပ်ရတော့မယ်လို့သူ့ရဲ့အမေကိုပြောခဲ့ပြီးအဲလိုမျိုးအလွန်ကျွံအလိုလိုက်ပြီးတော့ချစ်ခင်မှုကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံဖော်လို့ထားတာပါ။တခါတုန်းကဒိုဂျွန်နဲ့ဂျန်နီတို့ဟာကာဒစီရဲ့နောင်ကြီးမှန်ကိုချိုးခဲ့ကြပြီးတကယ်တော့နောင်ကြီးမှန်ကိုချိုးခဲ့တာကဂျန်ဒီပါ။ဒါပေမဲ့လေဒိုဂျွန်ကအပြစ်ကိုခံယူလိုက်ရပြီးတော့တယောက်ယောက်ကသူ့ကိုအယူလို့ခေါ်လိုက်တဲ့အခါမှာသူ့ဟာအကြမ်းဖက်ခဲ့ပါတယ်။ဒါကြောင့်ပဲအမေမှာအကျွေးဆက်စရာဖြစ်ခဲ့ပြီး အဲ့ဒီအဖြစ်အပျက်ဟာဒိုဂျွန်ဟာအပြစ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမြဲတမ်းပြဿနာတွေထဲမှာပိတ်မိနေတယ်ဆိုတာကိုပြသနေတာပါ။တညမှာတော့ဒိုဂျွန်ကလမ်းလျှောက်နေတဲ့အကြောင်းသူတယောက်ကိုတွေ့ရပြီးတော့မှထူးဆန်းတဲ့စကားတွေပြောကနောက်ရောက်ခံမှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းမြေပြင်ပေါ်ကကြောက်တုံးကြီးတုံးကသူ့ကိုဒဏ်ရာရလို့နေပါဖြစ်စေပြီးတဲ့နောက်မှာတော့အိမ်ကိုပြန်ခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့အဲ့ဒီအကြောင်းသူရဲ့ရုပ်လောင်းကိုအဆောင်အပါမှာခြေဆွဲထားတာကိုတွေ့ရပြီးသူမဟာဦးကောင်းမှာပြင်းထန်တဲ့ထိခိုက်ဒဏ်ရာလေးရရှိခဲ့ပါတယ်။ရဲတွေကဒိုဂျွန်ကိုပဲတရားခံအဖြစ်နဲ့တန်ရာရှိခဲ့ပြီးတော့ ဒိုဂျွန်ရဲ့အခွင့်အရေးတွေသူ့ရဲ့အမေကိုဘာမှအသိမပေးဘဲကားနဲ့ဆွဲခေါ်လို့သွားခဲ့ပါတယ်။ယေရီဟာဒိုဂျွန်ကိုရာဇဝတ်မှုဖြစ်ပွားရာနာမှာယေရီနဲ့ဖမ်းဆီးခဲ့တာကြောင့်ပဲဥပဒေအရအကျင့်ပြတ်ခြားစားမှုကိုရှင်းရှင်းလင်းလင်းပြသလိုနေပါတယ်။ဒိုဂျွန်ဟာသူ့ရဲ့ကဘာထဲမှာပဲလုံးဝနေမျောလို့နေခဲ့ပြီးတော့သူဟာအဲ့ဒီအကြောင်းသူကိုနောက်ရောက်ခံခဲ့တာကိုတွေ့တဲ့အခါမှာတက်တဲ့အထောက်ထားခံခဲ့မှမှမရှိဘဲနဲ့ဝန်ခံချက်ဆောင်ရွက်ပုံမှာလက်မှတ်ထိုးဖို့လှည့်စားခံလိုက်ရပါတယ်။အဲဒါကြောင့်မဲ့ထောင်ထဲ15နှစ်ကြာဖို့အထိရှိပေမဲ့လည်းကျွန်တော်ဘသူ့ကိုမှမတက်ပါဘူးလို့သာသူကပြောနေပါတယ်။ အမေကအဲဒီကိစ္စကိုဘယ်လိုမှလက်ခံနိုင်စွမ်းမရှိပါဘူး။သူမဟာမိုးရီထဲမှာစုံလဲမှုချုပ်ကိုတွားတွေ့ပြီးတော့အကူအညီတောင်းခံခဲ့ပြီးမယ်လေ။အမှုကပိတ်သွားပြီလို့သာပြန်ပြောခဲ့တာပါ။ဒိုဂျုံကိုရဲတွေကရာဇဝတ်မှုကျူးလွန်ခဲ့တဲ့နေရာမှာပြန်လည်ပြီးတော့မှအဖြစ်မှန်ကိုတရားဖော်ပြခိုင်းတဲ့အခါမှာတော့အမေကဝန်ခံချက်ကိုတရားမဝင်ရယူထားတာပါလို့ကြေညာစာရွက်တွေဝေပြီးတော့အများပြည်သူကိုဆွဲဆောင်ခဲ့ပါတယ်။သူမဟာတည်ဆုံးသွားတဲ့ចောင်းသူရဲ့ဇာပနာကိုတော့ရောက်လာခဲ့ပြီးသူသာအပြစ်မရှိတဲ့အကြောင်းအော်ဟစ်ပြောဆိုပါတယ်။သူမဟာလက်လျှော့ဖို့တဲ့လုံးဝအစီအစဉ်လည်းမရှိပါဘူး။အမေကမာနာကြီးတဲ့ ရှင်းနေတယောက်ကိုငားရမ်းခဲ့ပြီးရှင်းနေကဒိုကျွန်းကိုအဖြစ်မဲ့အားလုံးကိုပြပြဖို့တောင်းဆိုတဲ့အခါမှာတော့ကျွန်တော်မလုပ်ခဲ့ပါဘူးလို့ပြန်ပြီးတော့ပြောပါတယ်။ရှင်းနေကဒါဟာလူတန်းမှုကိုဝန်ခံတာလို့ယူဆလိုက်ပြီးမယ်လေ။တကယ်တော့ဒိုကျွန်းဟာပြောချင်တာကစကားအစမှာသူနောက်ကြီးမန်ကိုမချိုးခဲ့ဘူးဆိုတဲ့အကြောင်းပါပဲ။အဲဒီစကားကြောင့်ပဲရှင်းနေဟာဒိုကျွန်းအပြစ်ရှိတယ်လို့ကောက်ချက်ချကထွက်သွားခဲ့ပြီးအဲဒီလိုနဲ့ရှင်းနေနဲ့အမီတို့ဟာတကယ်လူတန်းသမားကဂျန်ဒီဖြစ်နိုင်တယ်လို့သီအိုရီဆွဲခဲ့ကြပါတယ်။ဒီမှာဟာဂျန်ဒီရဲ့အိမ်ကိုခိုးချောင်ခိုးရဲသွားရောက်ခဲ့ပြီးတော့ဂျန်ဒီက မူကင်းစေးပညာဆောင်တွေဖက်နေရကိုတွေ့ရတော့တန်တရားပို့ပြီးတော့ဖြစ်လာပါတယ်။တွေ့ရပေနေပုံရတဲ့ကောက်ကလက်တစ်ခုကိုလည်းတွေ့ခဲ့ရပြီးတော့မှအဲဒီနောက်မှာဆိုလို့ရှင်တော့ဂျန်နီနဲ့သူ့ရဲ့ချစ်သူဝင်လာတဲ့အခါမှာသူမဟာအဲ့ဒီအိမ်လေးကနေရုပ်ပြည့်စင်မြက်ထွက်ပြေးခဲ့ရပါတော့တယ်။အမေဟာရဲစခန်းလေးကိုပါဖောက်ထင်းဝင်ရောက်ပြီးတော့မှတတိပြဖို့ကြိုးစားခဲ့ပေမဲ့ဂျန်နီရောက်လာပြီးတော့ကောက်ကလက်ပေါ်ကအစုံထင်းလေးဟာသွေးမဟုတ်ပဲနဲ့နှကန်းနေတယ်ဖြစ်တဲ့အကြောင်းတတိပြလိုက်တဲ့အခါမှာသူမလူသည်မအလကားဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ရှင်နေကအမေကိုလာခေါ်ပြီးတော့မှအဖေယူလို့ဖို့တောင်းဆိုပါတယ်။ ဒိုဂျွန်းမှပြည့်ရှိတဲ့အကြောင်းဝန်ခံရလို့ရှိရင်ထောင်ထဲ15နှစ်စာစစ်ကြမ်းမအစည်းအဝေးမှာ၄နှစ်ပဲနေရမယ်ဆိုတဲ့ကမ်းလှမ်းချက်ပါပြီးမယ်လေအမေဟာသူ့ရဲ့သားလုံးဝအပြစ်ကင်းတယ်လို့ယုံကြည်နေစေဖြစ်တာကြောင့်ပဲငင်းပယ်ခဲ့ပါတယ်။အိမ်မရောက်တဲ့အခါမှာတော့ဂျန်နီဟာအိမ်ဖောက်ဝင်ထားတာကိုတွေ့လဲရပြီးအမေကသူ့ကိုမရေအားဆူဆဲဖို့ကြိုးစားခဲ့တယ်လို့ဂျန်နီကဒေါသထွက်နေတဲ့အတွက်အမေဟာသူ့ရဲ့ပစံအားလုံးကိုပေးလိုက်ရပါတယ်။ဂျန်နီကအလောင်းကိုခေါင်းပေါ်တင်ထားတဲ့သူဟာတမင်တက်တက်လုပ်ခဲ့တာဖြစ်တဲ့အကြောင်းအရေးအမြတ်ပြောပြခဲ့ပြီးဒါကြောင့်မဲ့အမေဟာတကယ်လူသက်သမားကိုရှာဖွေဖို့အတွက် ကိုရီးယားရဲ့တက္ကနအဖြစ်ပုံစံပြောင်းပြီးတော့မှလိုက်လံစုံစမ်းပါတော့တယ်။အားကြောင့်ကတော့ဆင်းရဲပြီးတော့မှမိသားစုကတော့ပြစ်ပေခံရတဲ့မိန်းကလေးတယောက်ဖြစ်တဲ့အကြောင်းသိရပြီးသူမဟာအစားတော်ဆရာဖို့အတွက်အလွန်မင်းခနာကိုကိုရောင်းချခဲ့ရသူပဲဖြစ်ပါတယ်။သူမကလည်းလူတိုင်းကအတုံးချပြီးတော့မှနာကျင်အောင်လုပ်တော်ကိုပင်မနေရတဲ့အတွက်ဒိုဂျွန်နီးသူပဲတားကောင်တယောက်ပါပဲ။တချိန်ထဲမှာပဲဒိုဂျွန်ဟာထောင်ထဲမှာသူ့ကိုအယူလို့ခေါ်တဲ့ကျင်းသားတွေကိုဘရုစလီလိုမျိုးကန်ကြောက်လို့နေခဲ့ပြီးအဲဒီလိုရိုင်းနေခင်ရတာကသူ့ကိုအယားအယားပြန်ပြီးတော့မှတ်မိစေခဲ့ပါတယ်။ အထူးသဖြင့်တော့ကျောင်းမဲ့ဖွေရာကောင်းတဲ့အချက်တစ်ချက်ကိုပါငငယ်လုံးကအမိဟာသူ့ကိုတတ်ဖို့အတွက်ပိုးတက်စေကိုတောက်စရာတွေကိုထည့်ပေးခဲ့တာဒိုဂျွန်ကမှတ်မိလို့နေပါတယ်ဒိုဂျွန်ကမှတ်မိတဲ့အကြောင်းပြောတဲ့အခါမှာတော့အမိဟာထိတ်လန့်တုန်လို့ဆိုတဲ့အဲ့ဒီကြောက်စရာကောင်းတဲ့လောကကြီးကနေလွတ်မြောက်ဖို့အတွက်သူ့ကိုသူရောတောက်ကိုပါတတ်တည်ဖို့အတွက်ကြိုးစားခဲ့တဲ့အကြောင်းဝန်ခံပါတယ်အမိဟာလိုင်းနေမရှိတဲ့ SS ဆရာမတယောက်ဖြစ်ပြီးတော့မှကျောင်းမဲ့ဖွေရာကောင်းလာတဲ့မှတ်ဉာဏ်တွေကိုဖေရှားပေးနိုင်တဲ့အစိုက်မှတ်ကိုသိပေမဲ့လေဒိုဂျွန်ကတော့လက်မခံခဲ့ပါဘူး။အမေကအာကျောင်းရဲ့အချက်လက်တွေကိုစုံစမ်းရင်းနေပေ အောင်ကျောင်းရဲ့စိတ်ပီစီမှုရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာဖြင့်နှာခေါင်းအတွင်းယိုဘူးတဲ့အကြောင်းသိရပြီးသူမဟာအောင်ကျောင်းရဲ့ဖုန်းကိုရှာဖွေနေတဲ့လူပြင်းအောင်နဲ့ပတ်သက်တဲ့တင်းလွန်စာတွေလည်းရခဲ့ပါတယ်။အဲဒီလူတွေဖုန်းကိုလိုချင်တဲ့အကြောင်းရင်းကတော့အောင်ကျောင်းဟာသူမနဲ့အတူတူအိတ်ခဲတဲ့အရွယ်ရောက်ပြီးသားအမျိုးသားတွေအားလုံးရဲ့ဓာတ်ပုံတွေကိုကင်မရာနဲ့ရိုက်ထားခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မဲသူမကိုထိခိုက်စေခဲ့တဲ့သူဟာအဲဒီဓာတ်ပုံတွေကတရားရောဖြစ်နေပြီးနောက်ဆုံးတော့အမေဟာအရက်မူးနေသူတယောက်စီကနေအောင်ကျောင်းရဲ့ဖုန်းကိုပြန်ရအောင်ယူနိုင်ခဲ့ပြီးတော့ တန်ရာရှိတဲ့လူအစင်းကိုလည်းရခဲ့ပါတယ်။အဲဒီကတန်ရာရှိတဲ့တယောက်ကတော့အဖိုးကြီးတယောက်ဖြစ်ပြီးတော့မှအဲ့ဒီအဖိုးကြီးကိုရာဇဝင်မှုဖြစ်ပွားရတာမှဒိုဂျုံကမြင်မှုတယ်လို့မှတ်မိကြပါ။ဒါမှမဟုတ်အမေဟာအဲ့ဒီအဖိုးကြီးနဲ့အရင်တုန်းကထိပွင့်ရင်နဲ့တွေ့ခဲ့ဘူးသလိုအမေဟာစေတနာဝင်နဲ့ဆေးဘက်ဆိုင်ရာလူသမားအယောင်ဆောင်ပြီးတော့အန်ရရှိတဲ့လမ်းကြောင်းကိုလည်းလျှောက်ကာအဖိုးကြီးရဲ့အိမ်လေးကိုခိုးဝင်ခဲ့ပါတယ်။အဖိုးကြီးကအားကြောင့်တည်ဆုံတဲ့ညကသူမြင်ခဲ့ရတဲ့ကြောက်စရာကောင်းလာတဲ့မြင်ကွင်းတစ်ခုကိုပြောပြပါတယ်။သူမြင်ခဲ့ရတာကဒိုဂျုံဟာ အာကျောင်းကိုနောက်ရောင်ခံခဲ့တာရဲ့အာကျောင်းကကျော်တုံးကြီးကိုပြစ်ချခဲ့တာရဲ့ပါအာကျောင်းဟာဒိုဂျွန်နဲ့စကားပြောခဲ့ပြီးတော့သူ့ကိုညစ်ပတ်တဲ့စကားတွေမပြောဘူးပြောခဲ့ပါတော့တယ်သူမဟာအမျိုးသားတွေကသူ့ကိုအမြဲတမ်းနာကျင်အောင်လုပ်တယ်လို့ဝန်းနေပြီးတော့ကြောက်ရွံ့နေခဲ့ရတဲ့သူပါဒါပေမဲ့လည်းဒိုဂျွန်ကတော့အဲ့ဒီကျော်တုံးကိုအာကျောင်းစီကိုပြန်ပြီးတော့ပြစ်ပါတယ်ဒါဟာသူမတေဆုံးရတဲ့အကြောင်းရင်းဖြစ်ပါတယ်ဒိုဂျွန်ဟာတကယ်ပဲအပြစ်ရှိနေခဲ့ပြီးတော့သူလုပ်ခဲ့တဲ့အမှုကိုဖုံးဝေဖို့အတွက်ကလေးစံနဲ့စ조사မှုအဖြစ်အလောင်းကိုခေါမိုးပေါ်ထိဆွဲတင်ခဲ့တာပါအမေကစိတ်ထဲကြာနေပြီးတော့မှအဖိုးကြီးကိုရိုက်နေပြီး မင်းကငါသားရဲ့ခြေထဲဖုံလောက်တောင်တန်ဖိုးမရှိဘူးလို့ပြောပါတယ်။သူမပိုင်ဆိုင်တဲ့တခုတည်းသောအရာကိုကောက်ခဲ့ဖို့အတွက်အဲဒီလူဝဲချက်ကိုထင်းသိမ်းဖို့သူမဟာလူတတမာဖြစ်ခဲ့ရပါတော့တယ်။အမေကအဖိုးကြီးကိုတက်ပြီးတော့မှသူ့လုံခေတာတွေကိုဖုံးွယ်ဖို့အတွက်အင်ကိုမီးနဲ့ရှိုးခဲ့တာပါ။အမေကသူ့ရဲ့ဆင်းမြဆိုင်ကိုပြန်လာခဲ့ပြီးတော့စုံစမ်းအမှုချုပ်ကလာရောက်ပြီးတကယ့်လူတတမာကိုရှောက်တယ်ပြီလို့ပြောပါတယ်။သူသားအပြစ်ကင်းတဲ့ကြောင့်ကျင်းညာလိုက်ပြီးတော့အဆူဆွဲခင်ရသူကကြောင်ပေဆိုသူဖြစ်ကသူ့ရဲ့အင်ကြီးမှာတောင်းကောင်ဖြစ်တဲ့သူအားကြောင့်ရဲ့ DNA ပါတဲ့သွေးတွေစုံနေတာတွေ့လေရပါတယ်။တကယ်တော့ပေချောင်နဲ့ အားကြောင့်တော့ဟာနန်းရှုံနေတာတဲ့ချင်းအားကြောင့်ကဆေးပြေစေမှုကြောင့်နှာခေါင်းတွေရွေးထားဖြစ်ပြီးဒိုင်းမလဲစုံစမ်းစေမှုကဒါတွေကိုဂျောင်မေကသူမကိုထိခိုက်စေတယ်ဆိုတဲ့တသက်အဖြစ်နဲ့ယုံကြည်ခဲ့တာဖြစ်ပါတယ်။ဂျောင်မေဟာဒိုဂျုံထက်တော်မှညင်ရင်ပို့ပြီးတော့နေပါသူဖြစ်ပြီးကိုအပြစ်မရှိဘဲနဲ့ထောင်ချတော့မယ့်ဂျောင်မေဟာသူ့အတွက်ရုံးကန်ပြီးမဲ့မိသားစုဒါမှမဟုတ်အမေမရှိဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာအမေဟာငိုခဲ့ပါတော့တယ်။အဲဒီခါမှာဂျောင်မေကမငိုပါနဲ့လို့သာပြောခဲ့ပြီးအပြစ်ရှိတဲ့ဒိုဂျုံဟာအပြစ်ကင်းတယ်လို့ကြေညာခံရပြီးတော့ဂျန်နီနဲ့သူ့ရဲ့ချစ်သူတို့ကလာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ သူတို့ရာအမေမရှိခဲ့တဲ့အဖိုးကြီးရဲ့အဆောင်ကိုဖျက်ကျော်ပြီးတော့ပြန်လာပါတယ်။အိမ်မြန်ရောက်လာတဲ့အခါမှာတော့အမေဟာမိဘတွေကိုဂုံပြုတဲ့ဘတ်စကားခေးစဉ်ကိုထုတ်ခေါ်ဖို့ပြင်ဆင်နေပြီးမထုတ်ခေါ်ခင်မှာဒိုဂျွန်ကအမေကိုပစ္စည်းလေးတစ်ခုပေးပါတယ်။အဲဒါကတော့အမေကအဖိုးကြီးကိုတက်ပြီးအိမ်ကိုမိရှုတဲ့အခါမှာအဖိုးကြီးရဲ့အိမ်မှာမိကျန်ခဲ့တဲ့ SI ကိရိယာလေးပဲဖြစ်ပါတယ်။ဒိုဂျွန်ဟာသူပြစ်မှုကျူးလွန်ခဲ့တာကိုအမေကဖုံးခွေခဲ့တာကိုသိနေတဲ့အကြောင်းပြသနေပြီးအလိုမင်းနာကျင်မှုခံစားရပြီးတဲ့နောက်မှာအမေဟာနှုတ်မဆက်ဘဲနဲ့ထွက်သွားခဲ့ပါတော့တယ်။ ဗတ်ကားဘုံကိုရောက်တဲ့အခါမှာအမေကတခြားမိခင်နေနဲ့အတူတူထိုင်နေရင်းနဲ့သူမရဲ့ပုံမောကမှန်ညာတွေကိုဖျက်ပြစ်နိုင်တဲ့အဆိုင်မတ်ကိုအတချောင်းနဲ့ထိုးဆဲလိုက်ပါတယ်။ဒါဟာသူမလုပ်ခဲ့တဲ့လူသက်မှုတွေနဲ့သူသားလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေရဲ့မှန်ညာအလုံးကိုဖျက်ပြစ်ဖို့ပဲဖြစ်ပါတယ်။အဲလိုနဲ့ရုပ်ရှင်အစုံမှာတော့သူမဟာကြုံတွေ့ခဲ့တဲ့အရာအလုံးကိုမေးလျော့ပြီးကျန်တဲ့မိဘတွေနဲ့တူတူပျော်ရှင်စွာကခုံနေပါတယ်။ဒီစကားဆိုလို့ရှိရင်တော့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းအရာများစွာကိုထိတွေ့လို့သွားပါတယ်။အလိုလေလုံးနဲ့မြေတားရဲ့အန်ရဲ့အမေဟာသူ့ရဲ့သားအပြည့်ကင်းတဲ့ကြောင်တက်တည်ပြဖို့ရည်ရွယ်ခဲ့ပြီးမယ်လေ။ နောက်ဆုံးမှာတော့သူ့ရဲ့တဟာအမှန်တကယ်အပြည့်ရှိနေကြောင်းသိလိုက်ရတဲ့အခါမှာအဲဒီလူဝဲချက်ကိုထိန်းသိမ်းမှုလူသက်ခေရပြန်ပါလေ။ကပောင်မှာသူမပိုင်ဆိုင်တဲ့တခုလေးတော့အရာကိုကာကွယ်ဖို့စူးစမ်းခဲ့တာကြောင့်သူ့ကိုအပြည့်တင်မှုနဲ့မတင်မှုဆိုပေမဲ့သူမဟာသူ့ရဲ့တဟာကိုလိုဘက်တာထဲပို့ပြီးတော့ချစ်ခင်အလိုလိုက်ခဲ့ပုံတော့ရပါလေ။ဒီတကားဆိုလို့ရှိရင်တော့လူမျိုးရေးဆိုင်ရာဗက်လိုက်မှုတွေကိုပြည့်တင်ဝေဖန်ထားခဲ့ပြီးဒိုဂျုံကိုတခြားသူတွေနဲ့မတူတာကြောင့်ရိုးရိုးရှင်းရှင်းမကြိုက်ကြတာပါ။သူအပြည့်ရှိတာမှန်ပေမဲ့လေကြောက်တုံးကိုပြန်ပြည့်လိုက်ရတဲ့အကြောင်းရင်းတွေကတခုဟာဆိုတော့သူဟာအမုန်းခံရတာနဲ့စော်ကားခံရတာကို အရင်ကိုနာကျင်ပြီးတော့မောပန်းလာလိုပဲဖြစ်ပါတယ်။အားကြောင့်ကလည်းသူမကိုလူတိုင်းကအတုံးချပြီးနာကျင်အောင်လှုပ်တာကိုပြင်ပန်းနေခဲ့ရသူဖြစ်ကဒိုဂျွန်းနဲ့အားကြောင့်နှစ်ယောက်စလုံးဟာသူရဲ့ကိုပိုင်နီးလန်းနေတဲ့တားကောင်းနေပဲဖြစ်ပါတယ်။ဂျယ်ရီကဒိုဂျွန်းကိုမချိုက်လို့နဲ့ရွာသွန်းမှုဖြစ်ပေါ်တဲ့နေရာမှာမြေနဲ့ယုံနဲ့ဖမ်းကြည့်ခဲ့တာဟာဥပဒေကြီးအားအကျင့်ပြတ်ချသားမှုကိုထင်ရှားစေပါတော့တယ်။အဆိုဆုံးကတော့ဒိုဂျွန်းကိုအပြစ်ရှိတဲ့ကြောင်းအမှန်တကယ်တက်တယ်မပြနိုင်ခင်မှာကျောင်းမဲဆိုတဲ့ပို့ပြီးတော့ငင်ရင်နေပါတဲ့သူကိုအပြစ်ရှိပဲနဲ့ထောင်ချဖို့လုပ်ခဲ့တာတွေပါ။ဒီစကားရဲ့ဖွဲ့စည်းပုံဟာသာထိတ်လန့်စရာ တဲထည်ရင်မစတဲ့မျိုးစားတွေကိုရောဆက်ထားတဲ့ပုံကိုလည်းသဘောကျမိပါတယ်။ဒါတကယ်ကိုမှထူးခြားတဲ့အတွေ့အကြုံတစ်ခုဖြစ်ပြီးတော့မှအစုံနဲ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဇယ်ကားဟာမိခင်တယောက်ရဲ့အခြေခံနေဖြစ်ပေါ်လာတဲ့လမ်းမရောတဲ့မှုနဲ့ရောင်းစင်းမှုတွေကိုပြသနေတဲ့မှန်တဲ့ချက်တွေပဲဖြစ်ပါတယ်။ဒီမဟာသူ့ရဲ့သားအတွက်တိုက်ပွဲဝင်ရင်းနဲ့ပဲသူ့ကိုယ်သူကာကွယ်ဖို့မှတ်ညံတွေကိုဖျက်ပြလိုက်တဲ့အခြေအနေကိုရောက်ခဲ့ရတာပါ။အပြင်းမရှိဘဲနဲ့ထောင်းချသွားခဲ့တဲ့ဂျောင်းမရဲ့ခြေခွဲပွင့်ရာကံကြမ်းမနဲ့လည်းဆက်ညင်မဲ့ဖြစ်လို့နေပါတယ်။အမေရအမှန်တရားကိုဖုံးဝေထားပြီးတော့မှ 表现出、啊、高考那些名文的高楼，龙华是谁没这么大，p C 也八万标。